โอเคအားလုံးပဲမင်္ဂလာပါဗျာဆော့ကာတီယာမြင့်တပြန်လာပြီပြုစုလိုက်ပါကျွန်တော်ဒီနေ့စတင်ညမှာဟွန်ဒါစတီကာနဲ့လီဂူးကဒီရာသီပိတ်ပွဲစဉ်ရောရော34ပွဲစဉ်နေအကုန်ကမ်းမှုရှိပါတယ်ဒီပွဲစဉ်နဲ့တူ Africa Final ပွဲစဉ်ဖြစ်တဲ့ Crystal Palace နဲ့ Manchester City ဒီပွဲစဉ်နေစုစုပေါင်းပွဲစဉ်ကျွန်တော်ဒီပွဲစဉ်တွေနေရာ6ပွဲကို Solution Preview လုပ်ပြီးသွားမှာဖြစ်ပါတယ်မင်းညာတော့ကုညီကူတွေဒီ EPL နှစ်ပွဲရှိတဲ့အနေအထားမှာဒီကျွန်တော်နှစ်ပွဲမှာလီဂူးချောင်းခံမှန်းပေးခဲ့ရမှာဒီကြောင်လုံးစင်ပြကြလိမ့်မယ်လို့ပြောပါတယ်ကျွန်တော်ဒီနေ့ စနေနေ့ရဲ့ preview ပွဲစဉ်တွေပတ်ဖို့သွားလိုက်အောင်အတော့ကျွန်တော်တို့မနက်ခင်းကပွဲစဉ်ဖြစ်တဲ့ Dortmund နဲ့ Hosting ကြီးရဲ့ဒီဘက်မှာ Ancient Dortmund ကပွဲကြီးနှလုံးရှုံနဲ့ကိုပေါင်းကြီးလေးလုံးခုဆက်စားမှာကြည့်ဖွင့်ထားပါတယ်ပထမကျွတ်ဒီ Hosting ကြီးရဲ့အပွဲမှာ Hosting ကြီးကပဲဖူးတုနဲ့အနိုင်ရရှိတာပြီးအပွဲမှာ Win Dortmund ကတစ်လုံး50ရှုံကြည့်ဖွင့်ထားပါတယ်အင်္ဂလိပ်ဝင်ကြည့်မယ်ဆိုရင် Dortmund လို့အင်္ဂလိပ်မှာ2ဘလက်50စားလောက်ပတ်လည်နေထားမှာ2မိုင်းနဲ့60ရှုံကဈေးရန်ပြင်းနေထားမှာရှိပါတယ်ဒီစတဲ့ကြီးမှာဆိုရင် Dortmund ဈေးပိုပြင်းထားပါတယ်စတဲ့ကြီးမှာ သုံးသိအထိအောင်စတင်ထားတဲ့နေရာမှာရှိပါတယ်ခုညီကင်းပိုင်းမှာမာတော့မွန်တို့ဇီတန်အငငယ်ကြာစင်းထားတဲ့နေရာမှာရှိပါတယ်ဒီစီးကြထားတဲ့အနေထားမှာတော့ဒေါ့မွန်ဇီကပြည့်နေပါသေးတယ်လက်ရှိဖောက်မကြည့်ရမစင်းတော့ဒေါ့မွန်ဖောက်ရန်ကောင်းမနေပါနဲ့နောက်ဆုံး၅ဝက်မှာ၅ပွဲစတိုက်နဲ့ရရှိတာပြီဒီဝင်းဝင်းဟောစင်းကြီးကတော့နောက်ဆုံး၅ဝက်မှာ၅ဝက်နဲ့၅ပွဲချုံ၃ပွဲစီနဲ့ဖောက်ရတော့အသင့်တင်ရှိနေတဲ့နေထားမှာရှိပါတယ်ကျွန်တော်ဒီဘက်မှာတော့ဒီဒေါ့မွန်တို့အနေနဲ့လက်ရှိအဆင့်၅မှာချန်ပီယံလိဝင်ခွင့်အတွက်ဒီကုကွင်မာကိုဖန်တီးခွင့်ရရှိနေတဲ့နေထားမှာရှိပါတယ် ထက်ကဒီအဆင့်3နဲ့လေးနေကထိတဲ့တွေ့ဆုံထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီအဆင့်3 truffle နဲ့အဆင့်4 flyback ကထိတဲ့တွေ့ဆုံထားတဲ့နေရာမှာဖြစ်တာကြောင့်ဒေါမလိုအနေနဲ့ဒီဘယ်နဲ့ရပဲနိုင်နိုင်ဒေါမလိုအနေနဲ့ဒီဘွဲမှာဒီအနည်းဆုံး2ခုပြတ်ရရှိမယ်ဆိုရင်သူ့အနေနဲ့ champion နဲ့ဝင်ဖို့ကိုတန်လန်းသွားမယ့်နေရာမှာဖြစ်တာကြောင့်လက်ရှိပေါက်ထားတဲ့290ရှုံးကညတ်တဲ့နေရာမှာရှိပါအကြောင်းဒီဘွဲမှာတော့ဒီ champion နဲ့ဝင်ခွင့်အတွက်ဒီခိုးကွာချက်ချက်ကိုရည်ရည်လိုအပ်နေတဲ့ဒေါမလိုကိုရွေးချယ်ထားပါရလက်ကမန်ကျက်ဟိုဝမ်ကမတ်တာပါတယ် ော်တော့ဟော့ဖိုင်နဲ့ဖိုင်ရင်းနဲ့ဒီဘက်မှာဝေးဖိုင်ရင်းကဝေးကြီးမမိုင်းနဲ့တော့မရှင်နေကိုပေါင်းကြီးလေးလုံး80စာမှာကြီးပွားထားပါတယ်ဒီပထမကြော့ဖိုင်ရင်းဝင်းမှာတော့ကဖိုင်ရင်းက 5G နဲ့ကိုပြတ်နိုင်တာပြီးအပွဲမှာဒီဖိုင်ရင်းအင်ဝင်းကနေတူးရှုံးထိကြီးပွားထားပါတယ်အင်ဝင်းဝေးကိုကြည့်မယ်ဆိုတော့အူးသေးလောက်ထိတောင်းတဲ့နေရာမှာမမိုင်းနဲ့တော့မရှင်ကဒီပြပြပြောထိတာဖိုင်ရင်းတို့ဈေးပြောထားပါတယ်လက်ရှိကာရာဖောင်ကြီးရမှာဆိုတော့ကာရာဖောင်မှာတော့ ဒီဟောပိုင်းနောက်ဆုံးလာပါမှာတဝင်းနိုင်နှစ်ပွဲရှိနှစ်ပွဲတည်နေဖောင်ကောင်းမွန်ထားတဲ့နေရာမှာမရှိပါဘူး။ဘာညာကတော့နောက်ဆုံးလာပါမှာသုံးပွဲနိုင်နှစ်ပွဲတည်နေဒီဖောင်မဆိုးလို့ပြောလို့ရတဲ့နေရာမှာရှိပေမဲ့ဘာညာဒီနှစ်ပွဲပွဲစဉ်တွေမှာတော့ကြီးစတဲ့ကြားထားတဲ့နေရာမှာရှိပါတယ်။ဒီလက်ရှိမှာလည်းဘာညာကဒီဘုန်းစလီကာဖလားရရှိပြီးတဲ့နေရာမှာဖြစ်တာကြောင့်ဥနေနဲ့ရမကအထွေထူးထူးလောထားတဲ့နေရာမှာမရှိပါဘူး။အရှင်ဟောပိုင်ကိုကြည့်ရမယ်ဆိုရင်လက်ရှိ85နဲ့ဒီတက်ဆန်ကောင်ဖီကအရင်ရှိဆိုပေမဲ့76က ဒီ height and height နဲ့ golden flat ချက်ဖို့ကရက်မဲ့၃မှတ်ပဲပြတ်ထားနေရမှာဖြစ်တာ။ရအောင်သူနေနဲ့ဒီဘက်မှာဒီ fire ကိုရှုံးခဲ့မယ်ဆိုရင်တော့ဒီကိုရန်ကြီးပြတ်လို့မရတဲ့နေသားမှာရှိနေပါတယ်။ဒီဒါကြောင့်မို့ကျွန်တော်ဒီဘက်မှာတော့ဒီ Bayern Munich တို့ကလည်း champion flag ရယူပြီးရတဲ့နေသားမှာဖြစ်တာ။ရအောင် hotfire တို့ကလည်းသူနေနဲ့အောက်က66က height and height ကဂိုးပြတ်နိုင်ခဲ့မယ်ဆိုရင်ဒီ hotfire တို့တို့လည်း fire ရှိနေတဲ့နေသားမှာဖြစ်တာ။ရအောင်ဒီဘက်မှာတော့ဒီကိုမပြတ်ရေးဝယ် hotfire ကိုဒီအကောင်ထုတ်ကန်လာမယ်နေသားမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီဘက်မှာတော့ ဘာယံပေါ်လီစီအရန်ပြပြောင်းနေမှုနဲ့အတူအရှင်ဟော့ဖိုင်ပေါ်လီကိုရွေးချယ်ထားပါရဲ့လက်ခံမှန်ချက်1 2ခံမှန်ထားပါတယ်နောက်တစ်ပွဲတော့မိတ်စ်နဲ့ဒီဘာကူစန်ဒီပွဲမှာအင်ရှင်မင်းကဘူရီဂျီ11 20နဲ့ဘူပေါင်းဂျီ350ရှုံးမှာကျင်းပထားပါတယ်ဒီတဲ့လက်ရှိဖောင်ကိုကြည့်ရမယ်ဆိုရင်ဖောင်ရတော့နင်းနင်းကတော့ရိုင်းကိုဟားထားတဲ့ကြားမှာမရှိပါဘူးပထမကြော့ဒီလီဘာကူစန်ဝင်မှာတော့လီဘာကူစန်ကပဲမန်စီနဲ့နိုင်ထားပြီးအပွဲမှာဒီအင်ရှင်လီဘာကူစန်ကတလုံးအပြည့်ရှုံးကျင်းပထားပါတယ်အင်ဝင်ဝေးကွင်းကြည့်မယ်ဆိုရင်ဒီအဝေးဝင်းလီဘာကူစန်ကတောင်တလုံးသေးလာပေါ်တဲ့နေထားမှာအခု အင်ရှင်မင်းက level 20ရှုံးပေးထားနေတာပါဖြစ်တာကြောင့်ဒီဇီလန်ကဒီအရန်သေးပြင်ပြီးတော့ဒီအောက်ကြီးရနေပြီးတော့လှန်ကြီးပောက်ထားတဲ့အနေထားလို့ပြောလို့ရတဲ့အနေထားမှာရှိပါတယ်။ကျွန်တော်ဒီဘက်မှာတော့ဒီ Liverpool စနစ်ကလည်း champion လည်းမဖြစ်တော့ဘူး။သူနဲ့ဒီ champion league ဝင်ခွင့်တည်းလည်းဆစ်ချတဲ့အနေထားမှာဖြစ်တာကြောင့်အင်ရှင်မင်းကကြီးရမှာဒီလက်ရှိအဆင့်6မှာအဲသူနဲ့ Europa League အတွက်မျှော်လင့်ချက်မရှိတော့ဘူးဆိုတော့ Conference League ဒီမြေကြီးအတွက်ဒီဘက်ကိုရမ်းမလို့ချက်ရှိနေတဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီဘက်မှာတော့ရမ်းမလို့ချက်ရှိမှုနဲ့အတူဒီ Liverpool စင်း စီအရန်ပြော့ပြောင်းတဲ့အနေအထားမှာဖြစ်တာကြောင့်ဒူဘိုင်ဘူရှင်ဈေးမပေးရဘဲနဲ့အင်ရှင်မင်းကနေပြီးတော့ဒီလှန်ကြီးပေါက်ထားတဲ့အနေအထားဖြစ်တာကြောင့်နောက်ဒီဘက်မှာတော့မိတ်ပေါ်ကြီးကိုပြီးချက်ထားပါတယ်ရလခံမရဲ့2-1ခံမထားပါတယ်နောက်တစ်ခွဲကတော့အာဗီလိုက်ဇာနဲ့စတုဂတ်ဒီဘက်မှာအင်ရှင်အာဗီလိုက်ဇာကဝင်းကြီး1 block 90စားနဲ့ဘူပေါင်းကြီး450စားမှာကျေပွန်ထားပါတယ်ဒီပထမကြော့ဒီစတုဂတ်အိမ်ကမှတော့စတုဂတ်က2-1နဲ့နိုင်လာပြီးအပွဲမှာဒီစတုဂတ်ကပဲဒီဗေရှင်းကျေပွန်ထားပါတယ်ဒီအင်ဝေးဝေးကြည့်မယ်ဆိုတော့ဒီဈေးကအမှန်ကန်တဲ့အနေအထားမှာတွေ့ရပါတယ်လက်ရှိဖောင်းကြီးရပါဆိုရင်ဖောင်းရတော့ ရိုင်းကွာထားတဲ့အနေအထားမှာမရှိပါဘူး။ကျွန်တော်ဒီဘက်မှာတော့ဒီအာဗီလက်ဇက်ကလက်ရှိအဆင့်ခွင်မှာရက်တည်နေပြီ။သူနည်းနဲ့ဒီကွန်ဖာနီမျောလင်းချက်ရှိနေတဲ့အနေအထားမှာတွေ့ရပါတယ်။ sugar ကိုကြီးရမစွန်းလက်ရှိအဆင့်ကိုမှာရက်တည်နေပြီ။သူနည်းနဲ့ဒီ creatinine မျောလင်းချက်ရှိနေတော့တဲ့အနေအထားမှာဖြစ်တာကြောင့်ရမတ်လိုချင်တဲ့သူအာဗီလက်ဇက်တို့ဒီနောက်ဆုံးပွဲစဉ်လည်းဖြစ်တာကြောင့်အိမ်ပွဲမှာဒီအနိုင်သုံးမှတ်ရရှိကောင်ပွဲလို့ယူဆပါတယ်။ဒါကြောင့်မို့အာဗီလက်ဇက်ကိုယူမိချင်တာပါ။ရလက်ခံမှန်ချက်2ခံမှန်ထားပါတယ်။ အဲ့တော့ Africa Final ဝင်စဉ်ဖြစ်တဲ့ Crystal Palace နဲ့ Manchester City ဒီဘက်ကတော့ဒီ Final ဝင်စဉ်ဖြစ်တာကြောင့်ဂျာကွက်မှာကတာဖြစ်ပါတယ်။ဒီဘက်မှာ Manchester City ကဘောကြီး360ဆားနဲ့ဘူပေါင်းကြီး360ဆားမှာဘိုလီဇီယိုဘူပေါင်းကြီးဟောဒီပျော်ပြောင်းနေနေသားမှာရှိပါတယ်။ EPL တွေ့ဆုံမှုဒီနောက်ဆုံးတွေ့ဆုံထားတဲ့ Manchester City အိမ်မှာတော့က Manchester City က fight ပွင့်နေတာပြီးအပွဲမှာတလုံးတည်းထိတောင်းချေပွင့်ထားပါတယ်။အရှိဖောင်ကြီးကမလို့လဲဖောင်ရဒီ Manchester City ကိုဖောင်ရမ်းကောက်မှုနေပါတယ်။နောက်ဆုံးကဘက်မှာရှုံးမမိကန်တာပြီးဒီဘက်9တစ်ခွဲတည်း Crystal Palace ရောနောက်ဆုံးကဘက်မှာ ဒီနှစ်ပွဲနိုင်သုံးပွဲတည်နဲ့ဒီဖောင်ရတော့မစစီတို့ဖောင်မကောင်းတဲ့နေသားမှာရှိပေမဲ့ဒီခုလိုမျိုးဒီဖလားလူမဲ့ခိုင်တဲ့ပွဲစဉ်လိုမျိုးမှာဝမ်လက်ကူရဲ့စားကတော့ဒီ CD အနေနဲ့အရန်ဈေးပြောတဲ့နေသားမှာရှိပါတယ်အကြောင်းကျွန်တော်ဒီပွဲမှာတော့ဒီဝမ်လက်ကူရဲ့စားပေါ်ကြရမှာမိနစ်90တွင်မှာမစစီတို့အနိုင်မရရှိနိုင်တဲ့ဇီဒန်တည့်ရဖြစ်တာကြောင့်ကျွန်တော်ဒီပွဲမှာတော့ဒီမစစီတို့ Epic ကဖလားရရှိပါမယ်ဆိုရင်တော့ဒီအချိန်ပိုနဲ့ penalty ရှိသွားမဲ့နေသားမှာရှိပါတယ်အကြောင်းကျွန်တော်ဒီပွဲမှာတော့ဝမ်လက်ကူရဲ့စားပေါ်ကြရမှာ flexibility ကိုမြင့်ချထားပါတယ်ဒီပွဲ 11ထောက်ခံမှန်းထားပါတယ်။နောက်တစ်ခွဲတော့ဒီ1ပွဲစဉ်ဖြစ်တဲ့ BG နဲ့ Ozen ဒီဘက်မှာအရှင်ပြေဒီကဘောရီဂျီနှလုံး90ရုံနဲ့ကိုပေါင်းကြီး၄လောင်းတင်မှာဘောရီဇီကိုပေါင်းပြီးတော့ဒီခက်ပြင်းပြင်းခွတ်ထားတဲ့နေသားမှာရှိပါတယ်။ပထမကြော့ဒီ Ozen ကိုမှတော့ကစီစီ draw ကြတာပြီးအပွဲမှာဒီအဝေးဝင်းပြေကြီးကဘောရီဂျီနှလုံး90အစားကျင်းပွက်ထားပါတယ်။အင်္ဂဝေးဝင်းကြီးမယ်ဆိုတော့ဒီအရှင်ပြေကြီးတို့နှလုံး90ရုံလောက်ပဲပေါင်းတဲ့နေသားမှာနှလုံး90ရုံကကြား50လောက်တော့ပြေကြီးတို့ဈေးပြင်းထားပါတယ်။အချစ်ဖောင်ကြီးအောင်ဆိုတော့ဖောင်ရတဲ့ပြေကြီးကောင်းပေါ့ကောင်းထားပါတယ်။နောက်ဆုံးအပွဲမှာ သုံးပွဲနိုင်နှစ်ပွဲရှုံးတဲ့သူငယ်ဒီချန်ပီယံလိမ့်မှာဖန်ကောင်းနေရဆိုမဲ့ဒီကူကမှာတော့ဒီဖလာရရှိပြီးရဲ့နောက်ပိုင်းမှာသူ့နေနဲ့အရင်မကန်တော့တဲ့အနေထားမှာဖြစ်တာကြောင့်ဒီဒီကူကဝက်တဲ့နေရာတော့ရက်လက်ကြာစနာရတဲ့အနေထားမှာရှိပါတယ်။ဝင်းဝင်းအော်ဆဲကိုကြည့်ရမယ်ကျွန်တော်နောက်ဆုံး၅ဝက်မှာတပွဲနိုင်သုံးပွဲရှုံးတပွဲတင်တဲ့ဒီဖောင်းနောက်ပိုင်းဝက်တဲ့နေမှာဖောင်းရရင်မကောင်းဆိုမဲ့အော်ဆဲခံစကောင်းတဲ့အနေထားမှာရှိပါတယ်။ကျွန်တော်ဒီကူမှာတော့ဒီ PSG တို့ဒီချန်ပီယံလိဖိုင်နယ်ပွဲစဉ်ကံမှုရှိနေတဲ့အနေထားမှာဖြစ်တာကြောင့် PSG တို့ဒီမလိုတဲ့ပွဲစဉ်တွေမှာတော့အဓိကကစားသမားတွေထုတ်သုံးလာဖို့ မရှိတဲ့အနေအထားမှာတွေ့ရပါတယ်။အကြောင်းမို့ဝင်းဝန်းအော်ဆဲတို့ကလည်းခံစစ်ချစ်လက်တဲ့အနေအထားမှာဖြစ်တာကြောင့်နှလုံး90ရှင်ပေါက်ကြောင်မှာ PSG တို့တုံးကိုပြက်ဖို့မလွယ်ဘူးတဲ့ပွဲစဉ်လို့ယူဆပါတယ်။ဒီ PSG နောက်ဆုံးနှုတ်ပွဲစတိုက်လည်းကြည့်အောင်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီဈေးပြင်းနေရဆိုရင်လည်းကျွန်တော်ဝင်းဝန်းအော်ဆဲဘော်ကိုယူချင်ထားပါတယ်။ရလကမန်းကျက်3-1ခံမှထားပါတယ်။စနေနေ့ညမှာအားလုံးအောင်ပြကြပါလိမ့်ဗျ။